ဒီဇင်ဘာလ9ရက်နေ့ကတရက်တာလာရောက်ခဲ့တဲ့နော်ဝေဘီယင်ခီးစဉ်ကြောင့်9ရက်လောက်ကြိုတင်ဖယ်ရှားရှင်းလင်းခံခဲ့ရတဲ့မန္တလေးအေယာဝရီမြကန်းဘေးကတဲအိမ်တွေကိုမူလနေရာတွေမှာမိမိစီစဉ်နဲ့ပြန်လည်ဆောက်လုပ်နေပြီးအများစုကတော့ဆောက်လုပ်ဖို့အခက်အခဲရှိနေကြတယ်လို့သိရပါဗျ။ကန်းနာမှာနေထိုင်ပြီးစိုက်ကပ်လာတဲ့သင်္ဘောတွေမှာကုန်တင်ကုန်ချလောက်ကိုင်းကနေထိုင်စားသောက်နေကြရသူတွေကိုနော်ဝေဘီယင်လာရောက်မှာဖြစ်တာကြောင့်9ရက်လောက်ကြိုတင်ပြီးကုန်တင်ကုန်ချလောက်ကိုင်းမှုကိုရပ်နားစေခဲ့ပါဗျ။ ဒါအပြင်မြေကမ်းဘေးမှာတဲထိုးနေကြသူတွေရဲ့နေအိမ်တွေကိုလည်းဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ဖျက်သိမ်းခံလိုက်ရတဲ့တဲအိမ်ကိုပြန်လည်ဆောက်လုပ်နေသူတို့ကအလုတ်က၃ရက်လောက်နားရတာကြောင့်စားဖို့တောင်အနိုင်နိုင်ဖြစ်ကသင်းမောတွေကိုကုန်စည်ဆစ်ဆဲမှုတွေလည်းရှိနေတဲ့အတွက် ကုန်နေမလာတာကြောင့်အလုပ်ပါနေတဲ့အချိန်မှာအခုလိုတဲရင်တွေဖြတ်ရပြီးပြန်ဆောက်လုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ရတာကြောင့်အများစုကမဆောက်နိုင်ကြသေးဘူးလို့ဆိုပါတယ်။စီဗင်တာဝန်ရှိသူတဦးကပြောကြားထားတဲ့ကန်နာလန်တဲတွေဟာကျူးကျော်နေတာဖြစ်ပြီး1995ခုနှစ်နောက်ပိုင်းပြည်ကြီးတခုမြို့နယ်အတွင်းရှိကွက်တစ်အချို့မှာမြေကွက်တွေကိုပြန်လည်ချထားပေးပြီးဖြစ်တယ်လို့ပြောကြားပါတယ်။အဲဒီလိုပြောကြတဲ့အပေါ်တဲရင်ဖြတ်သိမ်းခံရသူတွေကအချို့တွေမှာမြေကွက်ချထားပေးပြီးသားဖြစ်တာကြောင့် ထက်သိမ်းတာကသူတို့အလုံးမဟုတ်ဘူးလို့စီပင်ကပြောပေမယ်မိသားစုနဲ့နေစရာမရှိတဲ့အတွက်ဒီနေရာမှာနေလာတာ6နှစ်ရှိပြီဖြစ်ပြီးမြေခွက်ရတဲ့အထဲမပါသလိုရှေ့ကလူတွေအားလုံးရတယ်ဆိုတာလည်းမဟုတ်ပဲမရသူတွေလည်းရှိခဲ့တယ်လို့ပြောပါတယ်အခုလိုတဲအိမ်တွေပြန်လည်ဆောက်လုပ်နေမှုနဲ့ပတ်သက်ပြီးစီပင်သားရဲကော်မတီကအခွန်ဌာနမှုကိုမေးမြန်းခဲ့ပေမယ်အလုပ်တွေရှုံနေတာကြောင့်ပြန်လည်ဖြည့်ချပေးဖို့မအားဘူးလို့ဆိုကအဲ့ဒီသူတွေကိုအေးအေးယူဖို့ဆိုတာကတော့ကိုယ်တိုင်ဆုံးဖြတ်လို့မရပဲပြန်ပြတ်မယ်မပြတ်ဘူး အရေးယူမယ်မယူဘူးဆိုတာတွေဟာအထက်ကိုတင်ပြပြီးမှသာပြုလုပ်လို့ရတာဖြစ်တာကြောင့်လောလောဆယ်မပြောနိုင်သေးဘူးလို့ဆိုပါတယ်။နော်ဝေဘုရင်လာရောက်ခဲ့ပြီးနိုင်ပိုင်းတွင်မှာပဲယာယီအလှဆင်ထားတဲ့ပန်းမင်းတွေပြင်ဆင်မှုတွေအလုံးကိုပြန်လည်ဖြတ်သိမ်းခဲ့ပါတယ်။နေအိတ်တဲတွေကို9ရက်လောက်ကြိုတင်ဖြတ်သိမ်းလိုက်ရတာကြောင့်လမ်းဘေးမှာကျုံတလူနေထိုင်စားတောက်ခဲ့ကြရတဲ့တက်ကြီးရွယ်တွေနဲ့ကလေးငယ်တွေမှာနာမကျန်းဖြစ်မှုတွေရှိနေတယ်လို့သိရပါတယ်။